အစိုးရပညာဟန်ရဲ့လွမ်းရတဲ့ဝါဆိုအမည်ရှိတဲ့မြန်မာတန်စင်တေးအယ်ဘမ်ထွက်ရှိမှုနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ20ရက်နေ့ကရန်ကုန်မြို့ Orchid Hotel မှာတေး series မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ DVD အဖြစ်ထွက်ရှိတဲ့ဒီအခွေမှာသချင်း9ပုဒ်ပါဝင်ပါတယ်။ပါဝင်တဲ့သချင်းတွေကတော့အရင်ကအစိုးရရာစုတည်ဆူထားတဲ့နာမည်ကြီးသချင်းတစ်ပုဒ်ဖြစ်တဲ့ဝါဆိုသချင်းကိုလက်ရှိဒီအခွေမှာပါဝင်တည်ဆူထားပြီးပထမဝါဆိုကဘာမဲ့အလွမ်းအချစ်စေးတစ်ခွက်မင်းမမင်း တင်းခွဲဟင်းသာနဲ့အရေးစားတဲ့တေးသချင်းတွေပါဝင်ပါတယ်။သချင်းတွေကိုအစိုးရပညာဟန်အပြင်နိုင်မြန်မာညွဝေသောမိုးအောင်စားတဲ့တေးရီတွေကရေးဖွဲ့ပေးထားတာဖြစ်ပါတယ်။အခုထွက်ရှိတဲ့ T-Series Album ကိုပြီးခဲ့တဲ့ Morning Mind ကလေးကစီစဉ်ခဲ့တာဖြစ်တယ်လို့အစိုးရပညာဟန်ကအခုလိုပြောပါရယ်။ဒီကွေလေးကပြီးခဲ့တဲ့မိုးရာသီကာလကိုတို့ဝဲအားရဲ့ပေါ့။အဲ့ဒီအချိန်ကစပြီးတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းစပြီးစီစဉ်ခဲ့ပါလေ။ဒီကွေလေးကို တချင်းလေးတွေကြွေးပြီးတော့ professional ဟိုရွှေတိုးရဲ့ music band နဲ့နော် EMF studio မှာအဲဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတီးဆိုရိုက်ကူးခဲ့ပါတယ်ဟိုဒီတက်မှာဝါသူတချင်းနှစ်ပုတ်ပါပါတယ်တပုတ်ကအဟောင်းတပုတ်ကအတက်ဒီဆရာနိုင်မြန်မာဖြစ်ပါတယ်နော်ဒီကောင်းတဲ့လေးလည်းထပ်ပြီးပြေးခြင်းနဲ့ဆန္ဒရပရိသတ်ကဟိုများဟိုဝါသူနဲ့ပတ်သက်ပြီးတော့ကပ်ပြီးတော့မြင်ကြတယ်လို့ယူဆတယ်လေအဲအဲကြောင့်ဒီကောင်းတဲ့လေးကို တိတ္တကိုရွေးချယ်ပြီးတော့ပြပစ်ခဲ့တာဖြစ်ပါတော့ဝါဇုံမိုးနဲ့ပြန်ခဲ့ပါတခြင်းနဲ့ပြိသက်တွေ သိရှိထားသူအစိုးရပညာဟန်ကလက်ရှိ detail ban ကိုလည်းပြိသက်တွေရဲ့အားပေးမှုကိုမျှော်လင့်နေတယ်လို့ဆိုပါတယ်။လွှမ်းရတဲ့ဝါဇုံအခွေကို February 14ရက်နေ့ကလေးကစတင်ထွက်ရှိထားတာဖြစ်ပါတယ်။